ရှားမြစ်ခက်ခဲမဲ့ကတိကတ္တအလုပ်တွေကိုတမှုထူးရတဲ့နီလန့်တွေနဲ့ဖြည့်ရှင်းသူတွေ၊ကံစဲမဲ့ပအောင်နီးစနစ်ဖန်တီးခဲ့သူတွေ၊ဆိုင်ငယ်တခုကိုရှောင်လွဲနိုင်တဲ့အထည်ရောက်ဆုံးနီလန့်တွေနဲ့ကျောင်းသားတို့ရဲ့ရဲစရာနီလန့်တွေအထိတမန်လူတွေမတွေးမိကြတဲ့ထူးထူးခြားနီလန့်တို့ကိုကျွန်တော်တင်ဆက်ပေးသွားမှာပါ။ဒါကြောင့်ဒီကနေ့မှာတော့တင်းတို့ကိုတမန်ရိုးကြပြဿနာတွေမှာစံတက်တဲ့နီလန့်တွေနဲ့ဖြည့်ရှင်းခဲ့ကြတဲ့ကဘာပေါ်ကညံအကောင်းဆုံးလူတွေရဲ့လောက်ရတဲ့ချက်ကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်လို့အစင်းနေဖြစ်ပြီးဆိုရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုအခုပဲစလိုက်ကြအောင်ပါ။ ကဘာကြီးဟာထိတ်လန့်ပေါ်ရနေရာတစ်ခုဖြစ်နိုင်ပေမဲ့ Taylor Swift ပြိသက်တွေထက်ကြောက်စရာကောင်းတာကတော့အနည်းငယ်သာရှိနိုင်လိမ့်မယ်ထင်ပါတယ်။သူတို့ဟာ Taylor Swift ကိုအလွန်အမူးယူမှုကြသလို Taylor Swift ကိုမြင်တွေ့ခွင့်ရဖို့အတွက်ဘာမဆိုလှုပ်ဆောင်မှာအသေးကြပါ။2023ခုနှစ်တုန်းကအဖြစ်ပြက်ဆိုရင်လေအမျိုးသမီးတယောက်ဟာအလုပ်ကိုနေမကောင်းကြောင်းခွင့်တိုင်ပြီး Ohio က Taylor Swift ရဲ့ဖျော်ဖြေပွဲကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်။ဒါပေမဲ့လည်းမထင်ထားဘဲနဲ့ TV သတင်းတောက်တအူးကလာရောက်မေးမြန်းတဲ့အခါမှာတော့သူမှလည်းအလိမ့်မပေါ်ခင်အလေးအမြန်ပဲရုပ်ဖြတ်လိုက်ရပါတယ်။ ်အခုလိုပဲပန်းရအမွှေးပွားဆောင်တဲ့ထင်းနဲ့အတူရုပ်သံအင်တာဗျူးမှာပါလာခဲ့ပါတယ်။ဘာဖြစ်ဖြစ်သူမဟာဒီလိုအခြေအနေမျိုးမှာလျှက်တပြက်စဉ်းစားပြီးဖြေရှင်းနိုင်တာကတော့တကယ်ကိုအထင်ကြီးစရာပါ။ဖြောပြပွဲတွေ live show တွေနဲ့အရက်ဘီယာတွေဆိုတာဟာအလွန်နှီးစက်ကြတဲ့အရာတွေပါ။ဒါပေမဲ့လေပြဿနာတစ်ခုကတော့ပွဲတော်တွေဖြောပြေးနေရတွေမှာပြင်ပကအရက်သေးစားယူဆောင်လာခွင့်ပိတ်ပင်ထားတာပါ။ဒါပေမဲ့ဒီအမျိုးသမီးတစ်တိုက်ကတော့ပြင်ပကအရက်တွေကိုအခုလိုမှောင်ခိုတဲလာပြီးပမုတ်ရှည်တဲ့တဲလာတဲ့သူတောင်ရှိပါရယ်။ ဒါပေမဲ့ဒီအမျိုးသမီးကတော့အများထက်သားတဲ့နီလန်းကောင်တစ်ခုတွေးမိခဲ့ပြီးဒါကလည်းအတော်လေးအလုပ်ဖြစ်သွားခဲ့ပါလိမ့်။သူမဟာဖျော်ပြေတော့အဝကိုဖွင့်အဲ့ဒီထဲကိုဗော်ကာရီလောင်းထည့်ခဲ့တာဖြစ်ပြီးလိမ်မော်ရေးဗော်ကာအဖြစ်တခါတည်းရောဆက်လာတာပါ။အဲ့ဒီနောက်မှာတော့သပင်ဖြောင်းစက်နဲ့အပူပင်အိတ်ကိုပြန်ပိတ်လိုက်တာဖြစ်ပြီးဒီအမျိုးသမီးရဲ့ကြံ့ရည်ဖန်ရည်ကတော့တကယ်ကိုချီးကျူးလောက်စရာပါ။ကဲအခုဆက်လက်ပြီးပြောပြမယ့်တယောက်ကလည်းအတော်လေးညံများတယ်လို့ဆိုရမှာပါပုံမှန်အဖြစ်အသက်မပြည့်သေးသူတွေကိုအရက်သေးစာရောင်းချွေးမှရှိပါဘူး ဒါပေမဲ့လည်းဒီတယောက်ကတော့သူ့အမေရဲ့ ID card နဲ့အဝတ်အစားတွေကိုခိုးယူအသုံးပြုရင်အခုလိုပုံစံနဲ့တွားရောက်ဝယ်ယူခဲ့ပါတယ်။တကယ်တမ်းလည်းဒါဟာအလုပ်ဖြစ်ခဲ့တာကြောင့်သူနဲ့အပေါင်းအပါးသက်တိုက်လည်းအဲ့ဒီညာကတောက်စားခွင့်ရခဲ့ပါတယ်။အလားတူရုပ်ဖြတ်တဲ့နီလန်ကို RAM Chocolate တောင်းကလည်းအသုံးပြုခဲ့ပါတယ်။အစားပိုင်းမှာတော့သူတို့ဟာနိုင်ငံရဲ့ရူမီးနီးယားအလံကိုအိတ်ခွဲဒီဇိုင်းအဖြစ်ဂုဏ်ယူစွာတုံးခဲ့ပေမဲ့ပြဿနာကတော့2011ခုနှစ်တုန်းကရူမီးနီးယားမှာအမျိုးသားရေးစိတ်ဓာတ်ကအယံပဲနှိမ်ကျခဲ့ပါတယ်။ ဒီတော့မျိုးချစ်စိတ်နဲ့ထုတ်ပိုးထားတဲ့ချောကလက်တောင်းတွေကလည်းရောင်းအားကျဆင်းလာပြီးရောမင်ကလည်းတာဝန်ရှိသူတွေဟာ ရိုမေးနီးယားကပြည်သူတွေပြန်လဲစိတ်ဝင်စားလာအောင် marketing campaign တွေလှုပ်ဆောင်ခဲ့ကြရပါတယ်။ဒီနေရာမှာတော့သူတို့ဟာပြောင်းပြန်စိတ်ပညာကိုတုံးခဲ့ပြီးအတော်လေးအစွမ်းထက်တဲ့အရာတစ်ခုဖြစ်သွားပါတယ်။အရကတော့ကုမ္ပဏီဟာချောကလက်တောင်းတွေကိုထုတ်ပို့ရမှာရိုမေးနီးယားအလံကိုမတုံးရမယ့်အစားအမေရိကန်လံကိုအတုံးပြုခဲ့ပြီးရိုမေးနီးယားအများပြကလည်းအဲ့ဒီကိုရွှေ့ပြောင်းနေကြတာဖြစ်ပါတယ်။သူတို့ဟာကျင်ညာပိုစတာတွေကိုလည်းဖန်တီးခဲ့သေးပြီးကျင်ညာမှာလည်း အမေရိကန်ကိုဒီမှာတိဆောက်ရအောင်ဆိုတဲ့စိုင်းပုတ်တွေကိုရေးသားထားပါတယ်။ရည်ရွယ်ချက်ကတော့ဒီကြေညာတွေကိုစိတ်ပြတ်ပြီးသူတို့ရဲ့အလံပြန်သုံးကြဖို့ပြည်သူတွေဝေဖန်လာမှာကိုမျှော်လင့်နေတာပါ။ရလက်ကတော့ဒီကြေညာကိုတာဝန်ယူထားတဲ့ agency ဖြစ်တဲ့ Max Ken Ericsson ကလည်းတင်ပြကြရဒီ campaign ဟာသတင်းစာတွေနဲ့မီဒီယာတွေအတွက်ကုန်ကြစိတ်ဒေါ်လာ3သိန်းလောက်တက်တာဝါရပါတယ်။လူတွေကလည်း American Chocolate တောင်းတွေကိုအလူရက်ဝယ်ယူတာကြောင့် Brom ရဲ့ရောင်းရကလည်း89ရာခိုင်နှုန်းကျော်မြင့်တက်သွားပါတယ်။ ငကိုချောကလက်တောင်းလေးတပတ်လောက်ပျောက်သွားပြီးလူတွေမိကုန်ထုတ်လာတဲ့အချိန်မှာငကိုချောကလက်တောင်းတွေကိုပြန်လည်ထုတ်လုပ်လာပြီးနောက်ထပ်ကျင်းညာတွေလည်းပြုလုပ်ခဲ့ပါတယ်။အန်ဝိုးကောင်းစွာနဲ့ပဲဒီတစ်ချိန်မှာတော့ရိုမာရိုမေးနီးယားလူလူကြလူကြိုက်အများဆုံးချောကလက်တောင်းဖြစ်လာပြီးပြောမယ်ဆိုရင်တော့ရိုမာတမန်ယူးကြနီလန့်တွေကနေခွဲထွက်ပြီးလူချင်းရဲ့ရလက်ကိုဖန်နီးနိုင်ခဲ့တာဖြစ်ပါတယ်။လူအများစုကတော့တွဲလျကျင်တာခန္ဓာကိုယ်လှပကျင်တာမျိုးလူချင်းကြပါပဲ။ဂျင်းမအပင်မဲခံဖို့တော့အတော်လေးကြောက်ကြပါသေးတယ်။ အဲ့ဒီသူတွေအတွက်တော့ဒီဝစ်ဆုံဟာတင်းတို့အတွက်ဖန်တီးထားတယ်လို့တောင်ပြောနိုင်မှာပါဝစ်ဆုံရဲ့ဒေါင်းလိုက်မြင်းတွေဟာတဲနိုင်ပုံစံကောက်ချောင်းမျိုးဖြစ်လာအောင်ဦးစားပေးဖန်တီးထားတာဖြစ်ပြီးဝစ်ဆင်သူဟာကားစီကျိုးကိုဆွဲချီလိုက်တာနဲ့တွယ်လျရတဲ့ခါနဲ့လှပတဲ့ခန္ဓာကိုယ်ကောက်ချောင်းကိုပိုင်ဆိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ဝစ်ဆင်သူရဲ့ခန္ဓာကိုယ်ကလည်းကောက်ချောင်းပေါ်နိုင်တဲ့ခန္ဓာကိုယ်မျိုးဖြစ်ဖို့တော့လိုအပ်ပါလိမ့်မယ်ကဲတကယ်လို့တင်းတို့လည်းကျွန်တော်လိုပဲဆိုရင်ចောင်းသားဘဝစားတင်ချိန်တွေမှာရုန်းကန်ခဲ့ရနိုင်ပါတယ်ဘာလို့လဲဆိုတော့အဖြေလွတ်တွေဖြေရမဲ့လေ့ကျင့်ခန်းတွေကကူးချလို့မရလို့ပါ ဒါပေမဲ့ညံကောင်းလုံးနဲ့ចောင်းသားတယောက်ကတော့အခုလိုမျိုးလက်တုတစ်ခုနဲ့ဆရာတွေကိုလှဲစားခဲ့ပါတယ်။သူ့ကိုကြည့်ရတာဟာသင်္ကန်းစားတွေလေးလာဖို့တော့စိတ်ဝင်စားပေမဲ့တတောင်တတာနဲ့ဘလို့အလုတ်ဖြစ်အောင်လုပ်ရမလဲဆိုတဲ့အပိုင်းကိုတော့ကြွမ်းကျင်ပုံရပါတယ်။အိုင်စတိုင်လက်သစ်ဒီចောင်းသားကလည်းသူ့ရဲ့ပြဿနာကိုဖြေရှင်းဖို့အခုလိုမျိုးသူ့ရဲ့ကိုယ်ပိုင်ရည်တမ်းမှုတစ်ခုဖန်တီးလိုက်ပါတယ်။ရည်တမ်းမှုမှာသင်တို့အခုမြင်တွေ့နေရတယ်လို့ပဲစာမွေးအတွက်ပြင်ဆင်ထားတဲ့သူ့ရဲ့မှတ်စုတွေအားလုံးပါဝင်လာပါတယ်။ ဒါပေမဲ့ကျွန်တော်အမြင်ကတော့ဒီလိုညံညံသွေးနေဆိုရင်တင်ကန်းစာတွေလိုက်ပြီးလေးလာတာတော့မှပိုပြီးအချိန်ကုန်သက်သာအောင်မှာပါ။အတူအပဖန်တီးရနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် graphic designer အမျိုးသမီးတူဟာသူ့ရဲ့စွမ်းရည်ကိုအသုံးပြုရင်လိုချင်တဲ့ရလက်ကိုဖန်တီးခဲ့မှုပါလိမ့်။ဒီဖြစ်စဉ်ကတော့2023ခုနှစ် April လမှာ UK က Taylor Swift ပြည်သက်တူဖြစ်တဲ့ Melissa Lover Taylor Swift ရဲ့ show ဝဲကိုတွားရောက်ချင်ခဲ့ပါလိမ့်။ ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲလက်မှတ်တွေရောင်းကုန်သွားတာကြောင့်မလီဆာကတဆင့်ပြန်လဲရောင်းချမဲ့သူကိုရှာဖွေပြန်ရတာပေါ့အဲဒီနောက်မှာတော့ Facebook ပေါ်က Dave ဆိုတဲ့လက်မှတ်ရောင်းသူတဦးကိုမြင်ရပြီးသူကလည်းလက်မှတ်လေးတစောင်းကို680ပေါင်နဲ့ရောင်းချပါရီဒါနဲ့ပဲမလီဆာလည်းလက်မှတ်မာယွင်း email ကပို့လာပြီးမဲ့သူမရဲ့လက်မှတ်ကိုစောင်းဆိုင်ခဲ့ပြီးမဲ့လက်မှတ်တွေကဘယ်တော့မှရောင်းမလာပါဘူးဒီအချိန်နေမှန်းသိတော့သူမကအလိန်ခံရမှန်းသိခဲ့ပြီးမလီဆာကဒီအချိန်လေးကိုလွယ်လွယ်နဲ့လက်မလျှော့ခဲ့ပါဘူးသူမက graphic design စွမ်းရည်ကိုအသုံးပြုရင်း သူမရဲ့ဘဏ်ကလိမ်လည်မှုတားဆီးနှိမ်နှင်းရင်းဆောင်ရွက်စာတမ်းတွေကိုအတူပဖန်နေရင်အဲ့ဒီလူလိမ်စီပို့လိုက်ပါတယ်။ဒီနေရာကိုထောက်လိုင်းရင်ရဲတွေလိုက်လာကြပြီးချိန်ချောက်ခဲ့တယ်လို့သူမရဲ့ပတ်စံတွေချက်ချင်းပြန်လိုခြင်းတဲ့အကြောင်းလည်းပြောလာခဲ့ပါတယ်။ဒီလိုနဲ့လူလိမ်လည်းချက်ချင်းပဲငွေပြန်လွှဲပေးလိုက်ရပြီးမလေးစားတယောက်ကတော့လက်မှတ်မရပါမိမဲ့သူမရဲ့ငွေတွေကတော့အပြည့်အဝပြန်ရလာခဲ့ပါတယ်။တမယိုးကြပြဿနာတွေကိုဖြေရှင်းရမှာလောင်ကစားနိုင်အောင်ဘယ်လိုလုပ်ကမလဲ။ထီပောင်းဘယ်လိုလုပ်ကမလဲဆိုတဲ့နီးလန့်တွေလည်းရှိပါတယ်။ ဒါဟာကြားရတာကတော့ထူးဆန့်ပြီးမဲ့တချို့သောညံကြီးရှင်တွေဟာတစ်ကြိမ်နှစ်ကြိမ်လောက်ထိပေါက်တာမဟုတ်ပဲ14ကြိမ်တိတိထိပေါက်ခဲ့မှုပါတယ်။သူဟာကိုယ်ပိုင်တီထွင်ထားတဲ့နံပါတ်စဉ်အတိုင်းထိပေါက်နေခဲ့တာဖြစ်ပြီးဖြစ်စဉ်ကတော့ Stefan Madon ဆိုတဲ့ Romania Australian စီးပွားရေးသမားတစ်ယောက်ဟာ80ခုနဲ့ကာလတွေမှာထိကန်ဇမ်းမဲ့ရဲ့ယူပေါက်တစ်ခုကိုမြင်တွေ့ခဲ့ပါတယ်။အဲဒါကတော့သူဟာကက်ကူလေတာတစ်လုံးနဲ့ဖြစ်နိုင်ရည်ရှိတဲ့ကဏန်းစဉ်တွေကိုတွက်ချက်အဖြေထုတ်ခဲ့ပြီးအဲ့ဒီထိမှတစ်ကနေ40အထိပါဝင်တဲ့ကဏန်းစဉ်6ခုပါဝင်ပြီးကိန်းစဉ် ်3တန်း83000 8380ခုအထိထွက်လာပါတယ်။အဲဒီနောက်မှာတော့စတီဖန်ကထီစုကြီးဖြစ်လာနိုင်တဲ့ကိန်းစင်တွေရဲ့တုံးစားနဲ့အထက်ကြီးမားတဲ့ထီလက်မှတ်တွေကိုလိုက်လံရှာဖွေပါတယ်။ပောက်ကနန်းပါတဲ့ထီလက်မှတ်ကိုရှာဖို့အတွက်လက်မှတ်အဆောင်ရေ3တန်းကျော်ဝယ်ဖို့လဲရင်းနှီးမြှုပ်နှံသူတွေကိုရှာဖွေဆက်သွယ်ခဲ့ပါတယ်။စုချင်းွေထုတ်ပြီးရင်တော့ယင်းနှုံနှံသူတွေကလည်းသူတို့ရဲ့ခွဲတန်းမှာရကြမှာဖြစ်ပြီးစတီဖန်ကလည်းဝေစုအနေငယ်ရမှာပါ ဝေစုအနေငယ်ဆိုပေမဲ့ထီစုကြီးစုခူးတာဖြစ်တဲ့အတွက်ကြောင့်လူတယောက်လလုံးလောက်လောက်သုံးဆွဲနိုင်တဲ့ပမာဏတော့ရှိပါတယ်ဒီချိန်မှာတော့စတီဖန်အားစုကြီးသုံးသရမတတန်ထုတ်ယူခဲ့ရပြီးဒေါ်လာ6800ခွဲတန်းရလိုက်ပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ဒီနည်းစနစ်ဟာအသုံးပြုလို့မရနိုင်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့ American နဲ့ Australia မှာလူတစုတည်းကထိလက်မှတ်အများပြားတရားဝင်ဝယ်ယူလို့မရနိုင်တာကြောင့်ပါ။ဒါစတီဖန်ကိုအတော်လေးတရားမှုရှိခဲ့ပေမဲ့လည်းဘာအဖြစ်ဖြစ်သူဟာသူ့အများရဲ့အိမ်မက်တွေကိုတကယ်လက်တွေ့ခံစားခဲ့ရတာလည်းဖြစ်ပါတယ်။ နီးပညာနဲ့ပတ်သက်လို့ဉာဏ်ကောင်းသူတွေအကြောင်းပြောမယ်ဆိုရင်တော့တင်းတို့ဒီပုံမှာဆိုင်ငယ်တစည်းကိုမြင်တွေ့မိလာဗျတကယ်တော့ဒီဆိုင်ငယ်ဟာလျှက်စစ်ပုံတစ်ပုံအဖြစ်နဲ့ရုပ်ဖြတ်ထားတာဖြစ်ပြီးတင်းတို့အခုမြင်တွေ့ရတယ်လို့ပဲဆိုင်ငယ်တခိုးတွေရန်ကကာကွယ်နိုင်မှုအတွက်ဂျိုးရောက်တာဆိုတဲ့ပကြီးစရာတူကအခုလိုဒီဇိုင်းဖန်နေလိုက်တာပါဒီလျက်စစ်ဆိုင်ငယ်ကိုနိုမိုတိုလို့ခေါ်ပြီးအဲ့ဒီဆိုင်ငယ်ဟာလမ်းကလျက်စစ်ပုံးနေနဲ့ခွဲခြားမရနိုင်အောင်ရောနှောနေကြမှာပဲဖြစ်ပါတယ်။ဒါကြောင့်တင်းတို့အနေနဲ့လမ်းပေါ်မှာစိတ်ချလက်ချဆိုင်ငယ်ရထားခဲ့လို့ရတယ်လို့ဆိုင်ငယ်တစ်ခုတွေလည်းခေါင်းရှောက်ကုန်မှာဖြစ်ပါတယ်။ ဘာဖြစ်ဖြစ်ဒီတီထွေမှုကကျွန်တော်တို့အတွက်အသုံးဝင်လာမလားတာဆိုတာမသိကြပါဘူး။တခိုးတွေကတော့မကြင်မနဲ့ဖြစ်ကြမှာအသေးချာပါ။တခါတော့ငါအိမ်ပိုင်ရှင်အစည်းယုံလောက်ကနေထိုင်သူတဦးဟာ၁၀နှစ်ကျော်ကြာနေထိုင်အပြီးမှာတော့သူတို့ရဲ့အမိုက်ပုံးတွေကိုလူမမြောင်ဖုံးကွယ်ထားကြဖို့နဲ့မဟုတ်ရင်တိုင်ရခံရမယ်လို့သတိပေးခံရလာပါတယ်။ဒါနဲ့ပဲအင်ရှင်လည်းသူ့ရဲ့သတိပေးချက်ကိုလုံးဝမကျင့်တတ်တာကြောင့်သူ့ရဲ့အမိုက်ပုံးကိုအခုလိုကာရင်ထားလိုက်ပါရယ်။အဲ့ဒီအစည်းယုံလိုပဲအလားတူအဖွဲတစ်ခုကလည်း တက်တန့်အယံအလံကိုတားမြစ်ထားပြီးဒီလိုကန့်သက်ချုပ်ချယ်တဲ့ရှေးရိုးဆွဲစီးမြင်းတွေကိုအမြင်ကြတဲ့သူတစ်ယောက်ကလည်းရောင်စုံမီလုံးလေးတွေထုံရင်အခုလိုမျိုးပညာပြသွားပါရီတိုင်အိမ်လုံးလဲရောင်စုံမီတွေဖြစ်နေတာကြောင့်အကြောင်းမသိတဲ့သူတွေကတော့ဒီအိမ်ကြီးကြည့်ရင် LGBT အထုဇုံနာလို့တော့ထင်မှတ်သွားနိုင်ပါရီအလံတွေနဲ့ပတ်သက်လို့2022ခုနှစ်တုန်းကလည်းရုရှားနိုင်ငံဟာယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ဆန္ဒပြခွင့်ပိတ်ပင်ထားတာကြောင့်ယူကရိန်းနိုင်ငံအလံလဲတုံးဆွဲခွင့်မရှိပါဘူး ါပေမဲ့ပကြီးဆရာတွေနဲ့ဝါသနာရှင်တွေကတော့အိမ်ပြင်ထွက်ပုံဆွေးရင်ပညာပြခဲ့ကြပြီသူတို့ရဲ့ပကြီးကားတွေမှာယူကရိန်းနိုင်ငံအလံဖြစ်တဲ့အပြရောင်နဲ့အဝါရောင်တွေကိုသာမြင်တွေ့ရမှာဖြစ်ပါတယ်ရုရှားအာဏာပိုင်တွေလည်းပကြီးမဆွဲဖို့ကန့်သက်ထားတဲ့အမိန့်မရှိတာကြောင့်ပကြီးဆရာတွေပညာပြတာကိုသာထိုင်ကြည့်အောင်ရှိခဲ့ပါတယ်ရေကြီးရေရှမ်းတဲ့လမ်းမှာကားပါကင်နေရာတနေရာရဖို့ရှာဖွေရတာကလည်းဒုက္ခတစ်ခုပါ ဒါပေမဲ့လည်းညံကြီးရှင်တစုကတော့ရေမကြီးခင်မှာသူတို့ရဲ့ကားတွေကိုအနီးလာကကုန်းမြင့်လေးတစ်ခုပေါ်မှာအခုလိုနေရာချထားရင်ရေကြီးမှုကြောင့်ကားပြက်စီးမဲ့ပြဿနာကနေကာကွယ်နိုင်ခဲ့ပါလိမ့်။ဒီနေရာကိုညေမြစ်သူများကုန်းမြင့်လို့တော့ခေါ်ဆိုရမလို့ပါ။ဟုတ်ကဲ့ပါကျွန်တော်ခုတင်ဆက်ပေးခဲ့တာတွေကတော့လူတိုင်းကြုံတွေ့နေကြဖြစ်ရှင်းရခက်တဲ့တမယိုးကြပြဿနာတွေကိုတမှုထူးကြတဲ့နီလန်းနဲ့ကြောဖြတ်သွားတဲ့ညံကြီးရှင်တို့ရဲ့လောရက်တွေကိုစူးစီးတင်ဆက်ပေးခဲ့တာပါ။အခုတင်ဆက်ပေးတဲ့သူတွေထဲမှာဘယ်ညံကြီးရှင်ရဲ့လောရက်ကအန်းအန်းစီဆုံးဖြစ်စေခဲ့လဲဗျာ။ comment မှာပါဝင်ဆွေးနွေးပေးသွားလိုက်ပါအစီအစဉ်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ